ေါ်လုံးလောကရဲ့ဈေးအကြီးဆုံးအပြောင်းရွှေ့များလက်ရှိဘောလုံးခေတ်မှာကစားသမားတွေရဲ့တန်ဖိုးတွေကအဆမတန်မြင့်တက်လာပြီးဆယ်စုနှစ်နှစ်ခုလောက်ကဆိုရင်စိတ်ကူးလို့တောင်မရတဲ့ပမာဏတွေအထိရောက်ရှိလာခဲ့ပါသည်အချက်လက်တွေကကမ္ဘာဘောလုံးသမိုင်းတစ်လျှောက်အမြင့်ဆုံးပြောင်းရွှေ့ကြီးပြီးခေါ်ယူခဲ့ရတဲ့ထိပ်တန်းကစားသမားဆေးကိုကြည့်လိုက်ရအောင်ပါအန်တိုနီဂရစ်မန်105တန်းအတလတီကိုမက်ထရစ်ကနေပြီးတော့ဘာစီလိုနာကို2019တို့ပြောင်းရွှေ့ခဲ့ခြင်း ဘာစီလိုနာမှာအသင်းရဲ့လိုအပ်ချက်တက်ပုံနေတဲ့ပြောင်းရွှေ့မှုဖြစ်ခဲ့ပြီးဘန်နာ၏ပြဿနာတွေပုံမဆိုးရွားစေခဲ့ပါရီခြေစွမ်းနဲ့မတည်ငြိမ်ခဲ့ပါဘူးနောက်ပိုင်းမှာအက်တလက်တီကိုအငားနဲ့ပြန်သွားခဲ့ပြီးခြေစွမ်းပြန်ကောင်းလာခဲ့ပါရီနံပါတ်9အေဒင်ဟာဇက်105ဗန်ခြေစီးမရီယယ်မက်ဒရစ်တို့2019သူ့ရဲ့အကောင်းဆုံးကာလမှာရီယယ်မက်ဒရစ်ကိုရောက်ခဲ့ပေမဲ့ဂျန်ယာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပါရီလေးနှစ်တွင်း86ပွဲသာကစားခဲ့ရပြီး9ခုသာသွေးနိုင်ခဲ့တဲ့အတွက်မအောင်မြင်ခဲ့တဲ့ကြောင်းရွှေ့မှုဖြစ်ခဲ့ပါရီ နံပါတ်၈ Florian Wars တရားရှိတန်းဘိုင်ယန်လေဗာကူဇင်မလီဗာပူးတို့2025လေဗာကူဇင်ရှုံးပွဲမရှိဘဲစူးရောင်းလို့ဥဆောင်ပြီးတဲ့နောက်လီဗာပူးကဆန်ဂျီမီဂျီနဲ့ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်လီဗာပူးရဲ့ကစားဟန်ကိုပြောင်းလဲပေးနိုင်မယ့်မျိုးဆက်တဲ့ကစားသမားဖြစ်ဥရောပရဲ့အားကြစရာဖြစ်နေပါတယ်နံပါတ်၉ဂျူဘယ်လင်ကတရားရှိတန်းဒေါ်မမရီယယ်မက်ဒရစ်တို့2023ရီယယ်မက်ဒရစ်မှာပထမဆုံးရာသီမှာပဲချန်ပီယံလိဆုကိုရယူပေးနိုင်ခဲ့ပြီး ်ရိုးစက်တဲ့ဘောလုံးသမားဖြစ်အသက်မှတ်ခံခဲ့ရသူဖြစ်ပါ၏သူရဲ့ကစားဟန်ကအချိန်ကြီးလိုက်ရုံညီထွေဖြစ်အောင်လုပ်နိုင်တဲ့အတွက်ပြောင်းရွှေ့ခြင်းအပြေအဝပြန်လည်ပေးဆပ်နိုင်မယ်သူဖြစ်ပါ၏နံပါတ်6ဂျောဖီလစ်131တန်းဘင်ဗီကာမအတလက်တီကိုမက်ထရစ်တို့2019အန်တိုနီဂရစ်မန်ထွက်ခွာပြီးတဲ့နောက်ရခဲ့တဲ့ငွေကြေးကိုအတလက်တီကအမ်ဘာဘေးလိုကစားသမားမျိုးပုံစံတူဖေးလစ်ကိုပြန်သုံးခဲ့တာပါ ဒါပေမဲ့လေရသည့်တွင်ပြိုင်ပွဲစုံ၁၀ကိုအောက်သာသွင်းနိုင်ခဲ့ပြီးပြောင်းရွှေ့ခြင်းနဲ့လုံးဝမထိုက်တန်ခဲ့ပါဘူး။နံပါတ်၅ဖလပီကော်တင်ယို၁၁၈သန်းလေဝါဘူးမှဘာစီလိုနာသို့၂၀၁၈နေမာထွက်သွားပြီးရနောက်ပိုင်းဘာစီလိုနာ၏အမရေရာတစ်ခုပါ။ကော်တင်ယိုကိုခေါ်ယူဖို့အတွက်ဘာစီလိုနာကစံချိန်နဲ့ငွေကြေးပေးခဲ့ပေမဲ့သူဟာခြေစွမ်းမပြနိုင်ပေမဲ့ပြက်ကွက်မှုဖြစ်ခဲ့ပါလိမ့်မယ်။ ူ့ရဲ့အဓိကစွမ်းဆောင်မှုကတော့ဘာစီလိုနာအသင်းကိုအငားနဲ့ပြန်ကန်တော့ဘိုင်ယန်မြူးနစ်ကို၈-၂နဲ့ရှုံးခဲ့တဲ့ပွဲမှာဂိုးသွင်းခဲ့တာဖြစ်ပါရီ။နံပါတ်၄အလက်ဇနာအီဇက်၁၁၅တန်းနျူကာဆယ်ယူနိုက်တက်မှလေဗာဘူးတို့2025နျူကာဆယ်ယူနိုက်တက်ရဲ့အဓိကကစားသမားတဦးဖြစ်တဲ့အီဇက်ကိုလေဗာဘူးကပြောင်းရွှေ့ထည်အမြောင်များနဲ့ခေါ်ယူခဲ့တာဟာဒီပြောင်းရွှေ့ဈေးကွက်ရဲ့ပြီးတင်စံရင်အသစ်တစ်ခုပါဒီလိုကြီးမားတဲ့ငွေကြေးနဲ့ခေါ်ယူမှုဟာအီဇက်ရဲ့ခြေစွမ်းအတွက်ထိုက်တန်မှုရှိမရှိကိုစောင့်ကြည့်အောင်ပါဖြစ်ပါတယ် နံပါတ်3ဥစမာဒမ်မီလီ130တန်းဒေါ်မမဘာစီလိုနာတို့2019ဘာစီလိုနာမှာဒိုင်ယာရီမကြာခဏရခဲ့ပြီးခြေသွမ်းတည်ငြိမ်မှုမရှိခဲ့ပါဘူး။နောက်ပိုင်း PSG ကိုပြောင်းရွှေ့သွားပြီးနောက်ခြေသွမ်းပြရတဲ့အပြင်ပြီးခဲ့တဲ့ဘောလုံးတော့ကိုလည်းထိုက်တဲ့တန်းရရှိခဲ့ပါပြီ။နံပါတ်4ကီလီယန်အပါဘီ159တန်းမိုနာကိုမှဘယ်ရစ်စင်ဂျာမင် PSG တို့2018ပြည့်ကြည့်တဲ့အတွင်းကိုစံချိန်တင်ကစားသမားဖြစ်လာခဲ့တဲ့ပါပီဟာ264ဝဲမှာ 235ကိုသွေးဝင်ခဲ့ပြီး PSG ရဲ့တည်ငြိမ်တဲ့အောင်မြင်မှုမှတ်တမ်းအဖြစ်ရပ်တည်ခဲ့ပါသည်။သူထွက်ခွာပြီးတဲ့နောက် PSG ဟာချန်ပီယံလိစကူးခဲ့ရာကြောင့်သူ့ကိုဝေဖန်မှုတွေရှိခဲ့ပေမဲ့ဒါဟာတရားမျှတမှုမရှိပါဘူး။နံပါတ်၄နေမာ195တန်းဘာစီလိုနာမှ PSG တို့2019နေမာရဲ့ပြောင်းရွှေ့ခြင်းကယနေ့တိုင်စံချိန်တင်နေသေးဖြစ်ပါတယ်။လီယိုနယ်မက်ဆီရဲ့အရေးကနေရုံးထွက်ပြီးဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးကစားသမားတစ်ဦးဖြစ်ဖို့ဘောလုံးတော်ဆုရဖို့နဲ့ ဘီအက်ဂျီကိုချဲမြန်လီစကူးပေးဖို့ရည်ရွယ်ခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။သူကပြင်းထန်မှကောင်းမွန်တဲ့ခြေသွမ်းပြခဲ့ပြီး183ပွဲမှာ118ကိုသွင်းခဲ့ပေမယ့်ဒဏ်ရာပြဿနာတွေကြောင့်တရားစီမံပြိုင်ပွဲစုံပွဲ30ကျော်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ဘီအက်ဂျီပရိသတ်တွေရဲ့အချက်ကိုမရခဲ့တဲ့နေမှာဟာချဲမြန်လီဘိုလူဝဲကိုတကြိမ်သာတက်ရောက်နိုင်ခဲ့ပြီးအသက်30မှာ sorry အာရီဘီယာကိုပြောင်းရွှေ့သွားခဲ့ရပါပြီ။လက်ရှိချိန်မှာ နေမအနေနဲ့သူ့ရဲ့ဇာတိမြေကလပ်ကိုပြောင်းရွှေ့သွားခဲ့ရတာဟာ ကမ္ဘာအဆင့်မီကစားသမားအတူအတွက်ဝမ်းနည်းစရာစက်သိန်းတစ်ခုဖြစ်ပါသည်